ဖျားခင်ကျေးဇူးတော်အထူးပဲချီးမွမ်းပါတယ်နော်ဖျားခင်ရှေ့မှာမျက်နာရဖို့အင်မတန်မှလိုတယ်ဒီနေ့ခင်ချိန်မှာဖျားခင်မျက်နာကိုရှာတဲ့သူကအတော်လေးနေသွားအတော်တော်လေးကိုနေသွားတာဖျားခင်ရှေ့မှာမျက်နာရဖို့ဘသူမှမလုပ်ချင်တော့ဘူးလူရှေ့မှာပဲမျက်နာရဖို့အရေးကြီးတဲ့အရာတွေဖြစ်လာတယ်ဒါကလည်းပဲအပြစ်ဖြစ်တယ်နော်အဲဥပုံနေရောက်တဲ့ခါမှာဖျားခင်ကစောင့်နေတယ် ချိန်ထားတယ်ဒါပေမဲ့ကျွန်တော်တို့ကမလာနိုင်ဘူးဘာဖြစ်လဲကျွန်တော်တို့အရန် busy ဖြစ်တယ်အလုပ်သိပ်များတယ်ကျွန်တော်တို့ချိန်ချက်ထားတဲ့အရာတွေအများကြီးရှိတဲ့ခါမှာဖျားခင်မျက်နာကိုမရှာဘဲနဲ့ကျွန်တော်တို့လူရဲ့မျက်နာကိုရှာတဲ့ခါမှာဖျားခင်ကအဲပြက်ွက်တဲ့အရာကိုခွင့်မလွတ်ဘူးအဲ့တော့ကျွန်တော်တို့ဖျားခင်မျက်နာကိုရှာတဲ့သူများလာဖို့အင်တာမအရေးကြီးတဲ့အရာဖြစ်တယ်လို့ဒီလိုမျိုး ပြောတဲ့အခါမှာ ျွန်တော်တို့ဖက်ကလည်းပဲနော်အမှုတော်ဆောင်တွေဖက်ကလည်းပြက်ကွက်တယ်ကြကြမမဟေးငါတို့အသင်းသူအသင်းသားတွေနေတော့အားလုံးတော့ဖျားခင်မျက်နှာကိုရှာကြပါကျွန်တော်တို့နှိုးစော်ရမှာသိမနှိုးစော်နိုင်ဘူးနော်ထိုင်းနိုင်ငံရောက်သွားတဲ့အခါမှာကလေးတွေကတနုံးကနေနေမှာဖျားလာမရှိခိုးကျွန်တော်သူ့တို့မေးတယ်ခဲ့နင်တို့ဘာလို့ဖျားလာမရှိခိုးလဲအော်အဖိုးရေးတဲ့လာရှိခိုးလို့မဖြစ်ဘူးဟိုးမှာကျွန်တော်တို့အလုတ်သွားလုပ်ရတယ် မလုံရင်မရဘူးလားမလုံရင်တော့ရတာပေါ့ဒါပေမဲ့အဲ့မှာသွားလုံရင်နှစ်ဆရရင်တရားမလို့ကျွန်တော်တို့သွားလုတာဒီမှလာရင်အဖို့ကနှစ်ဆလည်းပေးမှာမဟုတ်ဘူးလေဒုက္ခပဲနင်တို့ဖျားလာရှိကိုငါအိတ်ဆက်ရမယ်ဆိုတော့ငါလည်းမကြိုက်ဘူးလို့အဲ့တော့နင်တို့နော်နှစ်ဆလိုချင်တော့သွားဒါမဲ့ဖျားခင်ရှင်းမှာမျက်နာလိုချင်တဲ့လူကတော့လာပါနော်ဒီလိုပြောတယ်ဟိုးဝိုင်းမော်မြို့မှာကချင်နေချင်းဖျားเจ้าငငယ်တခုရှိရ အဲ့ဒီဖရာเจ้าကဟိုးအစ်စ်ပင်နေကြားထဲမှာကျွန်တော်ရောက်တဲ့အခါမှာတင်းဦးဆရာကြီးကရိုးခေါ်ခေါ်တယ်တော်ထူးဆန်းတဲ့ဆရာကြီးတော့ဥနောက်လည်းကောင်းလိုက်တာမပြောနဲ့တော့ သူခါနဲ့သူ့ရဲ့လူက300ရှိတယ်။အဲ့လူ300နာမည်အလို့ခေါ်တယ်ကွ။အေးအဲ့ဆရာကြီးကြည့်ပြလို့မှကျွန်တော်အရန်ကြောက်သွားတယ်။ကျွန်တော်လူတွေလည်းရှိတယ်300မကရှိတယ်။ဒါပေမဲ့နာမည်မမမိဘူး။တချို့တို့ဒီအင်းသူကပြန်မေးတယ်အပကျွန်မကိုသိလားဆိုအင်းသိတယ်။သိနာမည်ပြောစမ်းဆိုနေငေါ့လားအရှက်မခွဲနဲ့ငါမေးပါ့။နော်။နေသိလားသိတယ်လို့ပြောမသိဘူးပြောလည်းမကောင်းကို့အစင်းသားလေတက်ဆူနာမပြောဆိုတာနာမကိုမမှတ်မိဘူး အဲ့ခါကျတော့ကျွန်တော်ပြန်စဉ်းစားကြည့်တယ်ငါတို့သိုးတွေကိုလည်းငါတို့ကကြက်ကြက်မမဖျားသခင်ရှေ့မှာလာတော့နော်မပြောနိုင်ဘူးဟိုးတောင်ကူမှာမိန်ကလေးတယောက်ရှိရ NGO အလုပ်လုပ်တယ်ဟာသွားတာလာတာမပြောနဲ့တော့ဒါပေမဲ့သူသိအောင်ဆရာကအရန်အောင်ဆရာကောင်းတယ်စနေနေ့ရောက်သူ့ကိုဖုန်းဆက်ပြီးတမိနေပဲရောက်နေလေဆရာထွေတဲ့အခုတော့ဟို MBCU မှာဟိုသူကအတွေ့အမှုဖြစ်တာ အဲ့လိုများပါတယ်ဒါပေမဲ့ तू ကသူ့ကလေးတွေကို तू ကဖုန်းဆက်အသမီးနင်ပဲရောက်နေလေဘယ်မှာရောက်နေတယ်ပေါ့ဒါဆိုရင်အဲ့နီးတဲ့နေရာမှာဖျားချောင်းကိုသွားတော့ဖျားသခင်ကိုသွားရှာတော့ပြောတာအဲ့လိုပြောတဲ့ခါကျတော့ तू ကလည်းသွားရတာပေါ့ဆရာခိုင်းတယ်ဆိုလည်းမသွားရင်လည်းမဖြစ်အဲ့ဒီဆရာကအဲ့ဒီသူ့တင်သားတွေအားလုံးရဲ့အဲဖုန်းနံပါတ်ကို तू သိရ စနေနေ့ရောက်ဘာမှမဟုတ်အဲ့လူတွေအားလုံးကသူကဖုန်းဆက်ပြီးတော့မှဘုရားရှိခိုးသွားဖို့နှိုးဆော်တယ်သူ့ကိုတွေ့တော့ကျွန်တော်နင်းနေရှက်သွားနင်းနေမို့မြင်များရှက်သွားခုနကတော့ဟိုဝိုင်းမော်ကတေယုံဆရာတွေ့တဲ့ခါမှလည်းရှက်တယ်ငါတို့လူတွေကိုဘုရားသခင်ရှေ့ကိုပို့ဖို့နော်ဘုရားသခင်ရှေ့မှာမျက်နှာရှာဖို့ကျွန်တော်လည်းပဲကြက်ကြက်မမမလုပ်တဲ့ခါနော်သူတို့လည်းပဲအေးအေးဆေးဆေးပဲနေတဲ့ခါကျွန်တော်တို့လူတွေကဘုရားသခင်မျက်နှာကိုမရှာဘူး တခြားအရာကိုရှာတဲ့အခါမှာတော်တော်လေးကိုနော်ကျွန်တော်တို့နော်ဝမ်းနည်းစရာဖြစ်တယ်ဥပုံနဲ့ရောက်တဲ့အခါမှာဘုရားသခင်ဒီမှာမျက်နာရဖို့အမှုဆောင်ဖို့စိတ်ကူးမရှိဘူးကျွန်တော်တို့ငယ်ငယ်တော့အဆင်အဖွာဘာလို့လဲဆိုရင်နေဖန်ဥပုံနဲ့ရောက်မယ်ဆိုအဲ့ဒီဥပုံနဲ့မတိုင်ခင်စနေနေ့မှာတည်းကတခြင်းကြည့်ရမယ့်လူကသွားတခြင်းသွားကြည့်ရတယ်ဥပုံနေရောက်မှကိုယ်ကိုကာယသွားပြီးတော့တက်ဆိုလို့မရဘူးစနေနေ့မှရသွားကျင့်တာအချိန်ပေးရတယ် အလှငွေကိုပြင်ထားတာမနေ့ဖန်ကြမ်းမှအလှငွေလိုက်မရှာရအောင်စနေနေ့မှရပြင်ထားတာဝူမဲ့အဝစားပြင်ဆင်ထားတယ်။နေ့ဖန်ကြရင်ဘုရားခင်မျက်နှာရှာဖို့ဘုရားခင်မျက်နှာကိုတွေ့ရဖို့ပြင်ဆင်ထားတာကျွန်တော်အရန်တတိယအရင်တစ်ခေါက်တော့လာတော့ဆီယမခင်ငင်းရေးဆိုတာပါတယ်။အခုတော့ကိုဗစ်မှာသူလည်းပြန်သွားပြီ။သူနဲ့ကျွန်တော်တစ်ခါတွေ့ကျွန်တော်တို့နှစ်ယောက်ကိုအတင်းတော်တစ်ပါးကဖိတ်တဲ့အခါပြလင်ပေါ်မှာကျွန်တော်တို့ထိုင်ရတယ် ထိုင်ရတဲ့ခါမှာသူကအပြူကြီးပေါ့နော်ကျွန်တော်ကတော့အပြူကြီးမဟုတ်ပါဘူးနော်အဲ့လိုထိုင်ပြီးတော့မှဖျားရှိခိုးတဲ့ခါမှာအဲ့ဒီအသင်းတော်လည်းအရန်ထူချားရကွာအလူငွေလေးခါတော့ကောက်တယ်နော်ပြချင်းတပုတ်ဆိုပြီးဆိုတစ်ခေါက်လာပြီးလာပြီးဆိုတော့သူအိတ်ကလည်းတစ်ခါလာလည်းအိတ်ကနှလုံးအဲ့တော့မထည့်ရင်လည်းမဖြစ်အဲ့ထည့်ရအဲ့ထည့်ပြီးတော့သူဆင်းသွားအပြူကြီးလည်းပြင်ပေါ်မှာဆိုတော့မထည့်လို့မဖြစ်ထည့်လိုက်သူထင်တာတစ်ခါပဲ နောက်ခဏနေသရှင်တပုတ်ထုတ်ပြန်ပြီလာပြန်ပြီနော်အဲ့ဒီနှလုံးနဲ့လာပြန်ပြီအဲ့တော့သူကထည့်ရပြန်ပြီတတိယတစ်ခါလဲလာရောသူကထည့်စရာမရှိတော့အဲ့တော့သူကမပြင်ထားဘူးလေနော်သူကကျွန်တော်ပြောတယ်အဲ့ဒါငတ်မောင်နဲ့ကျွန်တော်ငတ်မောင်လို့ခေါ်ငတ်မောင်နဲ့အမဟိုတဲ့ပက်ဆန်ချီးစမ်းမှာချီးစမ်းပလီမော်မှာပက်ဆန်ချီးတယ်နော်အဲ့ဒါအဲ့ဒါကြိုက်လား ပလိမောမှာပတ်စံချီးတဲ့အဖွဲ့ကြီးအခုတော့သူတော်ကောင်းကြီးဘောနဲ့ကျွန်တော်ကိုဆဲတော့မှာပဲနော်သူကပလိမောကနေပြီးတော့မှအမတ်ကိုပတ်စံချီးစမ်းမှာသူမျက်နာလဲတော်တော်ဖြူနေပတ်ချက်ဆိုနောက်တစ်ခေါက်လိုက်ထည့်စရာမရှိတော့ဘူးလေအဲ့ခါကျသူကသူဟောမယ်တရားတွေပါလဲသူမမမိတော့ဘူးနော်သူစိတ်ထဲမှာဒီအလူငယ်အိတ်ကြီးလာမှာပဲသူကြောက်တကယ်ပဲအလူငယ်အကောက်တော့မယ်လာနေပြီအဲ့ဒါနဲ့သူကပြောတယ်အမအမပတ်စံချီးစမ်းမှာသူအတန်တုံတောင်တုံနေမကောင်းတာကျွန်တော်ကျွန်တော် ်အေးအမပေးမယ်နော်ဒါမဲ့အမဘလောက်ချီးမှာဟေးအေးနေရလဲရှိတဲ့ဥစ္စာပဲပေးလိုက်သမားမြင်မြန်ဆိုပေးမယ်ဒါမဲ့အမအတိုးတော့ပေးရမယ်နော်အမဘလောက်အတိုးပေးမှာလဲသူစိတ်ဆိုးတာလေနော်ကျွန်တော်လေဖခင်เจ้าမောင်မများအတိုးလာတောင်းတဲ့လူကရှိတယ် ျွန်တော်လည်းပြောဖျားเจ้าမှာမြတ်ပစံချီတဲ့လူကလည်းရှိသေးတယ်ကျွန်တော်တို့မြောက်စကားများလာတယ်တကယ်ပဲအရှိလဲရောက်လာသူချွေးတွေပဲပြန်တယ်ကျွန်တော်ပေးတဲ့ပစံသူမယူချင်ဘူးဘာဖြစ်လို့လဲသူအတူပေးရမှာဆိုလို့လေဒါပေမဲ့ပေးရကျွန်တော်တို့မပြင်ထားဘူးကွယ်နော်မပြင်စင်ထားဘူးအရင်တော့လူတွေကပြင်စင်ထားတာအင်မတန်မှအံ့ဩစရာကောင်းတယ်နောက်ပြီးတော့မှဒီဖျားเจ้าမှာလာပြီးတော့မှအမှုတော်ဆောင်ဖျားသခင်ကိုကျွန်တော်တို့နော် အဲမျက်နှာရဖို့ဘုရားခင်ရှေ့မှာမျက်နှာရဖို့အာငါတာသမီးတွေတိတ်လိမ့်ပါလေနော်မိမန်တော်ကိုလာပြီးတော့စနေနေ့မှာလည်းကြိုတင်ပြီးတော့မှဆေးကြောထားတဲ့လူတွေနော်တစ်ခါလေပြင်ဆင်တာနော်တစ်ခါလေနော်နောက်နေ့ဝတ်ပြုတဲ့ခါမှာတကယ်ပဲစိတ်ကြည်နူးစရာကောင်းအောင်တန်းကအစာပြင်ဆင်ထားတဲ့လူတွေဘယ်သူလဲကျွန်တော်တို့မလုပ်တော့တဲ့ခါမှာဘုရားသခင်ကပြောတယ်သူ့ရဲ့မျက်နှာကိုရှာဖို့ပြောတာ သူရဲ့မျက်နှာကိုဘယ်နှယောက်ရှာလဲနော်အနေငယ်ပဲရှာတယ်ကြံတဲ့လူကမရှာတဲ့အခါမှာခုနပြောတဲ့ဆင်းရဲဒုက္ခကကျွန်တော်တို့မလွတ်နိုင်ဘူးမလွတ်နိုင်ကျွန်တော်တို့ရွှေပြည်သားမှာနေတယ်အဲအရင်တော့ကျွန်တော်တို့အသိတော်လေးတပါးကျွန်တော်ကြည့်ဘေတလအသိတော်တဲ့အဲ့အသိတော်လေးကြည့်တဲ့အခါမှာအင်တန်ရုပ်ဆိုးတဲ့မိမကြီးတယောက်အပြူမပဲဒါမဲ့တော်တော်ရုပ်ဆိုးတာသူမျက်နှာတော်တော်ကိုမလို့လည်းမပြူပြောရတော်တော်ခက်တာ ဲ့လောက်ရုပ်ဆိုတဲ့လူလေတခါမြဲလဲမဲလဲတွားလဲပဲခေါခေါလီနော်ဘလို့နေရွက်ဒီပိုင်လဲတစ်ဖက်ကြီးတစ်ဖက်သေးအဲ့လိုမျိုးကြီးရတဲ့အဆင်မပြေတဲ့လူတယောက်ကိုတွေ့ရတယ်ဟာဖះချောင်းလာတယ်ကွာဒါပေမဲ့သူ့ကိုကြည့်လိုက်တာနဲ့သူများကလေးတွေငိုရောအဲ့နဲ့သူပြောရဲ့မဆမ်းမြင့်နဲ့သူနာမည်မဆမ်းမြင့်နေဖျားเจ้าလိုက်ရင်လေအနောက်မှာထိုင်တော့လို့ပြောတာ။သူကလည်းဟုတ်ကဲ့ ဖျက်တူတော့တကယ်ရှိခုတယ်ပြန်စင်းစားကြည့်သူအသက်တာမိဘမရှိတော့မောင်နှမမရှိဘူးယူမဲ့ယောက်ျားလည်းမရှိဘူးအဲ့တော့သူတယောက်ထဲသမားတယောက်ထဲဆဲယုံမှာသူအလုဆင်းနေအခန်းလေးငှားနေတယ်ဥပုံနေရောက်ရင်ကျွန်တော်တို့စီမှာလာဖျားဝုတ်ပြုတ်တယ်တနန်းစရာတိတ်ကောင်းတယ်ဥတလုံးတကောင်ကျွဲ့အစ်စ်ပဲသူတော့လည်းပဲသူကဖျားရှိခိုးလာတယ်လာတဲ့ခါတိုင်းမှာသူကဘာယူလဲဆိုပန်းလေးတစ်စီးယူလာပန်းကလည်းအပေါ်စားပေါ့နော် ပြောမယ်ဆိုရင်မကောင်းเนาะအဲ့တော့မကောင်းတော့ဒါပေမဲ့ तू ကပန်းလှူခြင်းနဲ့ဆရာရဲ့ဆိုတော့ပြောရလဲအာနာပါနာနဲ့ထားတော့ထားပြည့်ဒါပေမဲ့ခတ်ဝေးဝေးမှာပေါ့နော်အလေကောင်မှဒီလိုထားလို့တော့ပဲဖြစ်မယ် तू ပန်းလဲ तू ရုပ်တိုင်းပဲခတ်ဝေးဝေးထား तू ကလည်းပဲဟိုအနောက်ဆုံးမှာမထိုင်ခလေးတွေက तू အမြင်ကိုတာကိုအဲ့တော့ဒါပေမဲ့ तू ကစိတ်မပြတ်ဘူးစနေနေ့ရောက်ပြီဆိုညနေရောက်ပြီဆိုပန်းယူလာပြီပန်းထိုးပြီပန်းထိုးတာလည်းမလှမပပါပဲနော် ဒါပေမဲ့အနာပါနာနဲ့လက်ခံရနောက်ပိုင်းကျတော့မဟုတ်တော့ဘူးဟိသူယူလာတဲ့ပန်းအကောင်းစားကြီးပဲဇီကြီးပိဆိုတဲ့ပန်းတွေပဲသူယူယူလာတယ်ဟဲ့နင်ဘလို့ဖြစ်တယ်အစင်ပြေလိုက်လားဟုတ်ကဲ့ဒီမှာပန်းလေးပါအဲ့ခါကျတော့တင်းဦးဆရာမျက်နှာတော့နည်းနည်းလိုက်တယ်မင်းသူ့ပန်းအရန်ဇီကြီးတယ်ဆိုအလေကောင်မှထားပေးတယ်သူများပန်းဘေးနဲ့ဖြစ်ထားလိုက်အဲ့တော့ပန်းကအရန်စားတယ်အရန်တံမိုးထားတယ်ဖះเจ้าမှာတံမိုးအကြီးဆုံးကသူ့ပန်းနေပဲ တပတ်ပြီးတပတ်တပတ်ပြီးတပတ်အံ့ဩတယ်လူကသာစုပ်ပေဆုံးတာသူ့ပန်းနေရအရန်ကောင်းနေတော့ဒါမဲ့သူ့အရှိတော့ပေးမလာပါဘူးအနောက်မှာပဲနေနော်အဲ့တော့တနေ့ကျတော့မမြော်လင့်ဘူးသူဆုံးသွားတယ်ကွာကျွန်တော်သူနေမကောင်းတာမသိဘူးဆင်းရုံတက်တာမသိဘူးသူဆုံးသွားပြီဟာသူဆုံးသွားပြီဆိုတော့သူ့ကိုတကြွဖို့လူလာပေါ့အဲ့တော့အတင်းတော်ပဲရှိတော့သူကသူ့ကိုသူအတင်းတော်ကိုအတည်ငွေကြီးကြံတဲ့ဟာလဲအလုံးအတင်းတော်ကိုသူပေးတယ် အဲ့တော့သူပစ္ဆံလည်းပဲလုံလုံလောက်လောက်ဖြစ်ကဲဒါဆိုတော့မဖြစ်တော့ပါငါတို့ဖះเจ้าမှာပဲသူ့ကိုထားလိုက်ဖះเจ้าမှာပဲထားပြီးမှအဲ့မှာဖះချစ်ခုပြတော့ပါတင်ញိုင်းပို့မယ်အဲ့ဒီဖိတ်တဲ့နေ့မှာအတင်းသူအတင်းသားရဲ့အများကြီးမလာဘူးနင်းနေပဲလာဘာဖြစ်ဆိုသူကသူများနဲ့ချင်းချင်းမင်းမင်းသူပေါင်းချင်းမဲ့သူများကသူ့မပေါင်းရုပ်ကြီးကဆိုးပြီးတော့လူကဆင်းရဲနေအောင်အဲ့ခါကျတော့သူအနောက်မှာသို့တော့ဒီပန်းကိုနှစ်နဲ့ချီပြီးလှူထားတာ အဲ့ဒီအဲ့ဒါကြောင့်လာတဲ့လူတွေလည်းလာဩငါတို့တော့ပန်းကောင်းကောင်းတွေရမှာမဟုတ်တော့ဒါပေမဲ့ဖျားရှိခိုးတာတဝက်ပဲရှိသေးတယ်သူ့အလောင်းဒီမှာရောက်တဲ့အခါမှာလူတွေအများကြီးရောက်လာကြတယ်ဟုတ်ဘုသူတွေလည်းကြည့်လိုက်တဲ့အခါမှာတရားမှခရိယံမဟုတ်ဟိုဈေးသေးက ပန်းရောင်းတဲ့လူတွေအများကြီးရောက်လာတယ်။အိုးအုံကျကျနဲ့ရောက်လာကြ။တပုံကြီးပဲရောက်လာပြီးတော့မှဖခင်ကျောင်းကြီးကပြည့်ပြီးတော့မှဟာတခါရောက်လာတယ်သူတို့ကလည်းနော်ဒီခရင်ကအလေးလာမသိတော့ဆူညာဆူညာပွက်လို့ရှင်လာကိုလာရောငိုပြီးလာပြီးနော်အာဖျားသမီးလေးဘာဖြစ်လဲဆို။အော်ဟစ်ပြီးဝင်လာပြီးတော့မှဒီမှာလာလို့နေဦးမလာနဲ့ဦးမော။နော်ဖျားရှိခုနေတယ်ပေါ့ပြောရတယ်။သူကဟိုမှာငိုနေပြီ။ကျွန်တော်အတင်းသားဘယ်သူမှမငိုဘူး။အဲ့ဒီပန်းတယ်တွေပဲငိုကြ။ ဲ့တော့သူတို့ငိုပြီးတော့မှဒီလိုမျိုးဖြစ်တဲ့အခါမှာကျွန်တော်အံ့ဩတယ်ဘာဖြစ်လို့ဒီလူတွေအများကြီးရောက်လာတာလဲကျွန်တော်တို့သူ့ကိုနော်ဖျားရှိခိုးပြီးတော့တင်းကြိုင်းမပို့ခင်လာကြည့်ပါနောက်ဆုံးလာကြအောင်မလီငါတင်းသားတွေမလာဘူးဘုသူတွေလာလဲအခုနပန်းတယ်မလေးနော်ဈေးသေးတဲ့အလူတွေအများကြီးရောက်လာပြီးတော့မှတခါတဲ့အဲ့ဒီသူ့ကိုဖဲ့ရက်ပြီးတော့မှငိုတာအာငါတော့တခါမှမဖဲ့ဘူး ်ဒါပေမဲ့သူ့အလန်းကိုဖက်ပြီးတော့ငိုပြီးတော့သူဘာပြောလဲနော်အဲ့ဒီလူတွေကဒါဖျားသမီးလေးပဲဟင်ဘလို့ဖြစ်ပြီးတော့ဖျားသမီးလေးဖျက်တာလဲမေးကြည့်တဲ့အခါမှာဒီမျိုးသမီးကလွန်ခဲ့တဲ့နှစ်နှစ်ကစပြီးတော့မှသူတို့စီမှာပန်းလာဝယ်တယ်ပြဿနာသိမ့်မရှိဘူးတဲ့ပန်းလာဝယ်ပြီးတော့မှဘာပြောလဲဆိုဖျားเจ้าမှာထိုးဖို့ပန်းတင့်တော်တာလေးပေးပါသူတို့လည်းပေးတယ်တဲ့ ဒါပေမဲ့အရန်ထူးဆန်းတယ်သူပန်းဝယ်သွားပြီဆိုရင်အဲ့ဒီဆန်ကပန်းရောင်းရတယ်ကမတရားကိုရောင်းရတာအဲ့တော့ဘလောက်ဈေးပဲခေါ်ခေါ်တခြားဆန်မွေသူဝယ်သွားတဲ့ဆန်ကပဲအရန်ကောင်းကြီးရပြမဈေးဘလောက်ပြောပြောခါရဲရတော့ပန်းတွေတွေကတိသွားပြီနောက်ပိုင်းကျတော့ငါဆိုင်မလာဝယ်ဟဲ့လျှော့ပေးတယ်ဟိုတရားလည်းငါဆိုင်မလာဝယ်ဟဲ့လျှော့ပေးတယ်အဲ့တော့လျှော့ပေးတဲ့ခါကျတော့အဲ့ဒီသူယူသွားပြီဆိုအဲ့ဒီဆိုင်ကအရန်ဈေးရောင်းရတာ ဲ့တော့သူသိသွားပြီဒါတော့တာမမဟုတ်တော့ဘူးကျွန်တော်တို့ကမသိဘူးအဲ့ဒီဈေးထဲကသူတွေကသိတယ်ဒါဖရာသမီးပဲအရင်အဝဇာကောင်းတယ်အဲ့ဒါနဲ့နောက်ပိုင်းသူဈေးသွားပြီဆိုကိုလူကလည်းပေးချင်သူလည်းပေးချင်ဝယ်စရာမလိုဘူးယော့ယော့ဆိုပေးလိုက်တယ်အဲ့ဒီသူယူသွားတဲ့ပန်းတွေအားလုံးရဲ့ပန်းရောင်းတဲ့သူတွေအားလုံးကောင်းကြီးရတယ်သူကလည်းပြောတယ်ဒါဒီအားလုံးကျမဖရာเจ้าကိုလှူမှာဟာဖျားခဲ့အံ့ဩဝယ်အမှုရာပြုတ်တယ်နော် တကယ်ပဲသူနဲ့ပတ်သက်ပြီးလူတွေကစနေနေ့ဆိုညှောနေပြီဘယ်တော့များတော့မဆမ်းမြေရောက်လာမလဲညှောနေတာဘာလို့သူလာရင်ကောင်းကြီးရတယ်လေအဲ့တော့သူလာပြီဆိုဝိုင်းမီပန်ပေးပေးတာအစုပ်တွေမှာပေးအကောင်းတွေပေးတာအဲ့ခါကျတော့ तू ကဖះเจ้ามาก้องก้องหมู่หมู่ตูอ่ะลาပြီးတော့หลู่တာเนาะคลีดิตูโอ้ตีนจุบอยู่ตั้วได้คําไอ้นี่หลู่ดิอกงล้วงงูပြီးတော့มาပြောတယ် ဖျားသမီးလေးဖျားသမီးလေးနှုတ်ဆက်တယ်အံ့ဩလိုက်တာငါအမှုတော်ဆောင်တာအနှစ်20ဘယ်သူမှဖျားသားမခေါ်ဖျားရဲ့သားကြီးမခေါ်သူ့ကိုကြတော့ဖျားသမီးရဲ့ အဲ့တော့ဘလောက်တောင်အံ့ဩစရာကောင်းတဲ့ဘုရားခင်ရှင်မှာမျက်နာရတယ်။ဒီနေ့သူ့ရဲ့ဝိညာဉ်ကတေချာပေါက်ဘုရားခင်ရင်ခွင်တော်မှာတေချာပေါက်ယုံကြည်တယ်။ကိုကသာစိတ်မချရတာ။နော်။နော်။ကိုကသာမစိတ်မချ။လောကမှာတွေကသူ့ကိုဘုရားသမီးလို့ခေါ်နေပြီလေ။ဆရာကြီးငါတို့ကတိတ်မတေချာသေးဘူး။ကြိုးစားရအောင်မှာ။သူ့ကိုတော့ဘုရားခင်ကတော့ချီးမြှောက်တယ်။အဲ့တော့ဘုရားခင်ရဲ့ရှေ့မှာမျက်နာရတဲ့လူတွေဖြစ်တယ်ဆိုရင်ငါတို့တိုင်းနိုင်ငံဟာ ဆင်းရဲခြင်းကအဆုံးသတ်သွားမှဖြစ်တာသို့တော့ဘုရားခင်မျက်နာကိုရှာဖို့အင်တန်မှလိုအပ်တဲ့အရာဖြစ်တယ်နော်